းသွားတာအခုလင်ပန်းကြောင့်ဆုံးသွားတယ်လို့ဆိုတော့ကျွန်တော်တအားအံ့ဩတယ်။အော်ဒါလူစုံတော်လောကမှာအရန်ဖြစ်ခဲ့တာ။လူစုံတော်မှာလင်ပန်းမပါရင်မပြီးမြောက်ပါဘူး။အရင်ခက်ကတော့ကျွန်တော်တို့ရိုက်ဖက်ကလေးနေတယ်ပေါ့။ရိုက်ဖက်ဆိုတော့ကျွန်တော်တို့စက်ကူကျွန်တော်တို့ကောက်ပြီးတော့ပလတ်စတစ်နဲ့ကျွန်တော်ပြန်တုပ်တိတ်ကလေးနဲ့ပတ်ပြီးတော့ကြမ်းကနေရိုက်။အဲ့ဒါရိုက်လုံးလို့ခေါ်တာ။တချို့ပြက်လုံးတွေမှာအဲ့ဒီရိုက်တန်မပါရင်ပြိဿမရှိဘူး။ရှင်းမလို့ကျွန်တော်တို့ခေါင်းကြီးကျွန်တော်လူစုံတော်လိုက်ခေါင်းလိုက်ရိုက်ခံရတယ်။ ူကျွန်တော်ရိုက်တဲ့နေရာမှာကျွန်တော်စပြီးတော့ရတာကျွန်တော်တို့စတင်တော့ရိုက်ဖက်နဲ့မရိုက်ခင်လက်နဲ့အရင်ရိုက်တာပြင်ရတယ်လို့ပေါ့ဒီလိုဒီမှာဒါရိုက်လိုက်တယ်ပေါ့ဘေးနားလူကျွန်တော်ဒါဘေးနားလူကျွန်တော်တယောက်ဆိုဒီလိုရိုက်လိုက်တယ်ပေါ့အနောက်အတန်လည်းမြည်ရမယ်ပေါ့ဒါဒါဒါရှေ့တမစင်ပေါ့အဲ့ဒါကိုကျွန်တော်တို့ကြင့်ရတာကိုလက်နဲ့ကြည့်ကြတယ်ဒီလိုရိုက်တတ်ဖို့ဇုံရိုက်တတ်ဖို့ကြည့်ရတယ်အဲ့ဒါနောက်ခါရိုက်ဖက်နဲ့ရိုက်အအညိတ်ကျမှာကျွန်တော်တို့ငွေတော့ဆိုတော့ရိုက်ဖက်တယ်ပေါ့ ဒီကြီးလာဟိုကျွန်တော်တို့ကြီးလာတဲ့ခါကျတော့ခစ်တစနစ်တွေပြောင်းလာတော့ကျွန်တော်စတီးလင်ပန်းရှိစတီးလင်ပန်းမှာကျွန်တော်နှစ်မျိုးရှိအိန္ဒိယလာတဲ့ဘန်းနဲ့ယူရီးယားလာတဲ့ဘန်းဘန်းအပားတစ်ခုရှိတယ်ဘန်းအထူရှိတယ်ဘန်းမှာကနုတ်တွေပါလာရဲ့အဲ့ဒီကောရိုက်အတန်မထွက်ဘူးကျွန်တော်ဘန်းမှာငကြင်းကွက်ကလေးနဲ့လာတဲ့ဘန်းလို့အပားသူကရိုက်သူကအတန်ထွက်တယ်ဟောပြောမှာအိန္ဒိယဘန်းလေအိန္ဒိယဘန်းနဲ့တရုတ်ဘန်းနှစ်ခုကွာတယ်လို့ပေါ့အိန္ဒိယဘန်းကိုတော့ရပါတယ်ဆိုတော့ရိုက်တဲ့အခါမှာလေ လူစနော်တွေကဒီလိုပေါ့စက်ခနဲ့ရိုက်လိုက်သူကခွန်းခနဲ့မြီွားစက်ခနဲ့ရိုက်မှသူကဒီလင်ပန်းမှာရှိနေတဲ့အပိတ်အပေါင်းနဲ့အထိုက်ကဖတ်ခနဲ့အဲ့လိုရိုက်မှအဲ့ဒါကိုသူလူစနော်လေးတွေကြတော့မသိရိုက်လိုက်သူဖိဖိရိုက်ဖိဖိရိုက်တဲ့ခါကျတော့ဘောက်ထိဘောက်ထိလိုက်တဲ့ဟာရိုက်ချက်ပေါင်းများများစွာရှိလာသူကသူကနှစ်ဖူးကလည်းပျောက်မင်းသားကနှစ်ဖူးကလည်းပျောက်တဲ့အတွက်အဲ့လိုရိုက်ရင်ရိုက်ရိုက်နဲ့ခေါင်းမှာ အချိန်ပေါင်းမြောင်များစွာအရာဝတ္ထုမာရောအရာဝတ္ထုနဲ့ကြီးတဲ့အခါမှာတဲ့အဲ့မှာအထဲမှာအတွင်းကြီးကြီးသွားတဲ့ပုံစံအဲ့မှာဟောဟာပူခဲသွားတယ်ဆိုပြီးဆရာဝန်ရဲ့ပတ်ချက်ဖတ်ပါစိတ်မကောင်းပါဘူးအဲ့တော့လူရှင်တော်တွေအဲလူငယ်လေးတွေဘန်းကြိုက်တဲ့အခါမှာဘန်းကိုကြိုက်ဖို့ကြိုက်နီးနော်ရိုက်ပုံရိုက်နီးအခုလို့ဝက်ခနဲဆိုပြီးတော့အတန်ဖတ်သွားပြိတ်သက်ကြီးရနေတယ်ဗျန်းငနဲလို့ညီသွားရဲ့ဒီအားပို့ပြီးတော့ကောင်းတယ်ဒါမှမဟုတ်ရိုက်တဲ့အခါမှာ ဖတ်ကနေကက်နေတဲ့ရိုက်ချက်မျိုးမတုံးပဲနဲ့ဗျံကလေးမျိုးတဲ့ရိုက်ချက်မျိုးလေ့ကျင့်ပေးပါလူငယ်တွေကိုကျွန်တော်တို့ကဒီလိုပြောကြည့်ပါလေခင်ဗျာနှမျောစရာရန်ကောင်းတာပေါ့သူ့မှာရှိနေတဲ့သူ့ရဲ့ဇနီးမယားသူ့ရဲ့တမီးလေးเนาะသူ့ရဲ့အမှုပညာအရန်နှမျောဖို့ကောင်းဒီလိုဗာမဟုတ်တဲ့အရာတစ်ခုနဲ့ဟိုပါပေါ့တက်ဆုံးဆိုးရမလို့သူ့ကိုသူလည်းမထင်ရောဟာဝေလာလက်ခံစားရတယ်နောက်ဆုံးဘဝပါဆုံးသွားရဆိုတော့ကျွန်တော်တင်စားကျင်တာကတော့ပြိတ်သက်ရည်စေဖို့အတွက်ကိုလူရှင်တော်တယောက်ပါ သူ့ရဲ့ခေါင်းကိုအတုံးချဘန်းနဲ့အရိုက်ခံပြီးတော့အသက်ပေးသွားတယ်လို့ပဲကျွန်တော်တင်သားပြန်ပါတယ်။ညီလေးမင်းတန်လေကောင်းရသူကတိလာပါစေလို့ဒီညာအကိုကြီးကိုယ်ကိုယ်ကိုတော်တော်ဝေးပါ့။ဖြစ်တော့ဗျာကျွန်တော်တို့ရကမာလေးကျွန်တော်မုတ်ပြင်းနဲ့ကစင်သာလာဆိုပြီးသွားနေနေကျွန်တော်တို့ဇက်ကားကြီးမှောက်ပြီးတော့ဘဝပြတ်သွားတယ်ခြေထောက်တွေကျိုးသွားတယ်အသက်တွေဆုံးဆုံးသွားတယ် သူတို့သူတို့ရဲ့အတွက်ကိုကျွန်တော်တို့ကကောင်းရာတုဂတိလာပါစေဆိုပြီးတော့စွမ်မောင်တောင်းပေးနေသူတို့အတွက်အမြတမ်းပေးဖို့လာပဲကျွန်တော်တို့လုပ်ပေးရပါမယ်